အားလုံးပဲမင်္ဂလာပါရှင် Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါရရှင်ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးဇဝနာရဲ့ဝိထုတို့ဘောင်းချုပ်နှစ်1940မေလတုန်းဒုရိယမဂ္ဂဇင်းမှာစာရေးဆရာကြီးဇဝနာရေးသားခဲ့တဲ့ဝိလုံတော်ရားလို့အမည်ရတဲ့ဝိထုတို့လေးပဲဖြစ်ပါရရှင် ရုပ်ချောခြင်းအပြောပါခြင်းတခြင်းအဆိုကောင်းခြင်းများကြောင့်သာလဲရုပ်ရှင်ဇက်လိုက်မင်းသားတယောက်ဖြစ်ရမယ်လို့ဆိုရင်ချစ်ဖေဟာခေါင်းဆောင်မင်းသားဘဝနဲ့မော်တော်ကားအခန့်စီး၍နေနိုင်မီမှာကြာလျော့မီပင်ဖြစ်တော်လဲယခုထက်ထိချစ်ဖေမှာဒုတိယမင်းသားအဖြစ်ဖြစ်တော်၎င်းခေါင်းဆောင်ဇက်လိုက်မင်းသားရဲ့မိတ်ဆွေအပေါင်းအသင်းအဖြစ်ဖြစ်တော်၎င်းကပြအတုံးခံရယုံနဲ့တင်းတိမ်နေရခြင်းကိုထောက်တော်ချစ်ဖေဟာ မိမိရဲ့အခြားသောအရေးအချင်းများကိုဒရိုက်တာလို့သူသိမြင်ရအောင်ပြသရန်အခွင့်အရေးမရခဲ့ခြင်းကြောင့်တချောင်းမိမိကိုယ်တိုင်ကလည်းဒရိုက်တာများနဲ့တထေးလို့သူတို့အထင်အမြင်ကြီးချင်းခံရလောက်အောင်တီတီတန့်တန့်မနေပဲကြဘိုးကြကြနေခြင်းကြောင့်တချောင်းထို့တို့သော အကြောင်းတို့ကြောင့်ပင်ဖြစ်တယ်လို့ဆိုရင် မလွဲနိုင်ဖြစ်လေတယ်ချစ်ဖေရဲ့အရေးကြီးဆုံးအလုပ်မှာမိမိတို့ရဲ့ကုမ္ပဏီမှ ရုပ်ရှင်ကားတစ်ခုယုံတင်ပြတဲ့အခါလှလှပပကြကြနာနာ ဝစ်စင်ဖိလင်း၍ယုံပေါက်တွင် လူဟန်ပြကလာသည်မမိမပြိုတို့ကိုရှောက်ပြန်တန်ပေးလူရေးဟန်ပြမစားရအညော်ခံနဲ့နောက်ပိုးနှီးဖြစ်ပိုးတဲ့အလုတ်ပင်ဖြစ်လျာထိုအလုတ်ကိုပင်ဇက်လိုက်မင်းသားအဖြစ်ဖြစ်လကကြီးကြီးစားနေရတာထက်ပို၍နှစ်သက်သဘောကျ၍နေမိလေချစ်ဖေမှာယောက်ျားပီတာသောချောမောချင်းဖြင့်ရုတ်ချောသူတယောက်ဖြစ်လျာထိုတို့ဝစ်စားစေရင်ထားတဲ့အခါမိန်းကလေးများ အထူးပင်ငေးဆိုင်ကြည့်မိကြရပြီထို့သောရုပ်ရှင်ကြည့်ရန်လာကြတဲ့မင်းကလေးများတဲတွင် ရုပ်ရှင်မင်းသားကိုကြိတ်၍ပိုးပန်းနှစ်သက်တတ်သူများခေါင်းဆောင်နမ်းမဲကျော်မင်းသားကိုမဆိုထားပြီးဇက်ကားတဲတွင် ပါဝင်ဘူးသူတို့အပေါ်တွင် အထင်အမြင်ကြီးသောသူများလည်းပါကြလေရာချစ်ဖေမှာအပြောအဆိုကောင်းသူတယောက်ဖြစ်တဲ့အလျောက်မျက်နှလိုမျက်နှာလက်မှတ်ဝဲပေးခြင်းနေရာကောင်းရှာပေးခြင်းတစ်ခါနှစ်ခါမြင်ဘူးသူကို ဖမ်း၍ပြုံးရီနှုတ်ဆက်ခြင်းစသောအလုပ်များ၌နှောင့်နှေးခြင်းမရှိတဲ့အတိုင်းအတိအကျွမ်းအတော်ပေါများနေလျက်ချိန်မိဆက်မိသူနှစ်ဦးသုံးဦးရှိ၍နေလေတော့တယ်တို့ဖြစ်လျာတခါတရံမိမိတို့ကုမ္ပဏီမှဇက်ကားတစ်ကိုယုံတင်၍မပြတော့လဲအခြားကုမ္ပဏီများမှကားတစ်လဲတဲ့အခါများ၌၎င်းရဲ့အဆက်များကကြည်ကျင်တယ်လို့ပူစားတဲ့အခါပတ်လက်မှတ်အလကားရအောင် တောင်းပေးရတဲ့အခါပေးရ၍တခါတရံလဲ မိမိအိတ်ထဲမှာပတ်စံထုတ်၍ပြရတဲ့အခါပြရရရှာပေတယ်။ရုပ်ရှင်ကားတစ်လဲတဲ့ပထမတနင်္ဂနွေဘက်တွင်တော့ပရိသတ်ကြိတ်ကြိတ်တူစီကားတဲ့အလျောက်ချစ်ဖေမှာလက်မှတ်သိမ်းရစီရနေရပေးရတဲ့အလုပ်တို့ဖြစ်အလုပ်များ၍နေသည့်အပြင်ယုံမနေကြများကုမ္ပဏီတထေးကိုယ်စားလှယ်များကိုယ်တိုင်ငွေဝင်လစ်ဟင်းခြင်းမရှိရအောင်စောင့်၍ကြည်နေခြင်းကြောင့်တကြောင်အခမဲ့ဝင်ခွင့်လက်မှတ်များကိုခွင့်မပြုသေးခြင်းကြောင့်တကြောင် ထိုအပတ်တွင်ချစ်ဖေမှာမိမိရဲ့အချိတ်အဆက်တို့ကိုမခေါ်နိုင်ပဲဒုတိယတတိယတနင်္ဂနွေပတ်များ၌သာ၎င်းတို့ကိုရက်လွှဲ၍အချင်းအချက်ပေးကာတလဲစီရှင်တွဲပြီးအသားယူရလေထိုနေ့ဒီကဒုတိယတနင်္ဂနွေဘက်တွင်မိကလေးတယောက်နဲ့ချင်းထားတဲ့နေ့ဖြစ်လျာချစ်ဖေမှာလက်မှတ်ယူရန်တိမ့်ရန်အလုတ်ကိုအေးမဆိုင်နိုင်ပဲချင်းဆိုထားတဲ့မိမပြူကိုသာလင်းတမျော်မျော်နဲ့ရှိနေလေတော့တယ် ထိုနေ့တွင်ချင်းဆိုထားတဲ့မိန်းကလေးမှာပထမပွဲပြီး၍သွားသည့်တိုင်အောင်ပေါ်၍မလာချေတို့ရာတွင်ချစ်ဖေဟာစိတ်မပြတ်ဘဲဒုတိယပွဲမစမီအထိဆက်လက်၍မျှော်ပြန်လေတယ်။ပွဲဆရန်အချိန်ဟာနီးတဲ့နီး၍လာလေတယ်။မင်းမပြောလဲပေါ်၍မလာချေချစ်ဖေဟာအနှဲငယ်စိတ်ပြတ်စာပြုတ်၍လာလေတယ်။ထိုအချိန်တွင်ယုံရှိ၌လန်ချားတစီဖြက်ခနဲထိုး၍စိုက်ကလန်ချားပေါ်မှကြက်သွေးရောင်လုံချီနဲ့ ကြက်သွေးအောင်ပန်းကလေးပန်ထားသောမိမပြူတစ်ယောက်ဆင်း၍လာတာကိုတွေ့ရလေရာချစ်ဖေမှာမိုးပေါ်မှနတ်သမီးကလေးကြလာတာကိုတွေ့ရတကယ်သူဝမ်းမြောက်၍သွားကမိမိထံသို့လာနေသည်ကိုရောက်အောင်မဆောင်နိုင်ပဲတွက်လက်စွာသွားရောက်တွေ့ဆုံပြီးရွှင်လန်း၍မဆုံးသောမျက်နှာဖြင့်တင်တင်ပထမပွဲမှာအရောက်လာမယ်ဆိုလို့စောင့်နေလိုက်ရတာမတွေ့ရတော့ဒီကအထဲခဏဝင်နေမိတော့ရောက်လာပြီးမတွေ့တာနဲ့စိတ်ကောက်ပြီးပြန်သွားရော့သလားလို့ စိတ်ထဲမှာပူတောင်နေမိသေးတယ်လို့ပြောလေတယ်။ညှော်နေမဲဆိုတာတင်တင်လဲအထင်သားပဲ။တင်တင်လာမလို့ဟာအတော်မလစ်တာနဲ့မထွက်ခဲ့ရဘူး။အခုအချိန်ကျမှအိမ်သားကမိမတယောက်နဲ့တိမ်ကြီးစေးသွားမလို့လို့လှုပ်ပြီးထွက်လာခဲ့ရတာ။ထိုအခိုက်တွင်ရုံရှိသူကြီးမားခန့်ညားသော မော်တော်ကားကြီးတစ်စင်းစိုက်လာရာချစ်ဖေရဲ့အမှုအရာမှာပြပြတလဲဖြစ်သွားကာကဲတင်တင်ဝင်းနဲ့တထေးလာနေတယ် ပြီးတော့မှလိုက်လာခဲ့မယ်လို့ဆိုကလိုက်ကာကိုဖြွင့်၍တွင်းလိုက်လေကော်မတီတထေးဟာအထဲသို့မဝင်သေးပဲရုံရှိတွင် ရက်ကာအပြင်တွင်အလုတ်လုတ်သူများနဲ့စကားပြော၍နေလျာချစ်ဖေမှာအိန္ဒြေလုတ်၍နေရတဲ့အတွက် အထဲသို့မဝင်နိုင်သေးပဲရှိ၍စိတ်ထဲတွင်မငြိမ်မသက်ရှိနေလေထိုအချိန်တွင် ရုပ်ရှင်ကားလဲစတင်၍ပြလေတော့တယ်တထေးလုတ်သူကလည်း ပြိသက်အ ਨੇ အများငွေအဝင်အ ਨੇ အများအခမဲ့အ ਨੇ အများပြိသက်တို့ရဲ့ဝေဖန်ထင်မြင်ချက်တို့ကိုမေး၍နေသည်မှာစကားမတတ်နိုင်ပေရှိလေတယ်အတန်ကြာမှတထေးလေးအပေါ်ထက်တို့တက်၍သွားလျာထိုအခါကျမှချစ်ဖေလဲစိတ်ထဲတွင်တက်တာရာရ၍ပထမဒန်းတဲသို့ဝင်သွားပြီးရင်အပေါက်ဆောင်တယောက်အားဟေ့စောစောကပန်းကလေးတစ်ပွင့်နဲ့ပန်ပြီးတယောက်ထဲဝင်လာတဲ့မြားကလေးဘယ်နေရာပို့လိုက်တလဲလို့မေးပြီးနောက် ဟိုဘက်ဆုံးအစွန်နားမှာဟူသောအဖေကိုရတာနဲ့တပြိုင်နက်ချစ်ဖေဟာညှုံပြလိုက်တဲ့နေရာသို့စံတဝါဝါလှုပ်၍တွားရောက်လေတယ်ချစ်ဖေမှာအလင်းရောင်ထဲမှာအမောင်ထဲသို့ဝင်လာသူဖြစ်ရာ၎င်းရဲ့မျက်လုံးများမှာဘာမှတဲကွဲစွာမမြင်ရကြီးရုပ်ရှင်ကားပေါ်တွင်လင်းနေတဲ့အရေးအယောင်များမှာတပါတယုံလုံးမဲမောင်၍နေသည်ကိုသာ တွေ့ရလေတယ်ဒိုအားဖြင့်ကလထိုင်များကိုစမ်းပြီးရှောက်သွားရာအစွန်တနေရာသို့ရောက်၍ မိမဖြိုတယောက်ထိုင်နေတာကိုတွေ့ရပြီးလင်၎င်းရဲ့ဘေးတွင်ကလတ်ထိုင်အလွတ်တလုံးကိုစမ်းမိ၍ထိုနေရာတွင်ဝင်၍ထိုင်လိုက်ရလေတင်တင်ဒီနေရာကကောင်းကောင်းမြင်ရရဲ့လားလို့ချစ်ဖေကမေးလိုက်လေမိမဖြိုကလေးဟာမဖြေပဲနေလေတယ်မချောကတော့လှုပ်ပြီးလို့ချစ်ဖေကခတ်တိုးတိုးဆိုကမိမိအရောက်နောက်ကျတဲ့အတွက်စိတ်ကောက်ဟန်ဖြစ်မူနေချင်းဖြစ်တယ်လို့တွေး၍ပြုံးမိလျက် ဆက်လက်၍မပြောတော့ဘဲချစ်ဖေကလည်းမူ၍နေလိုက်လေတယ်။ရုပ်ရှင်ဇလန်းမှာမင်းသားနဲ့မင်းသမီးပွေကန်းဖတ်ခန်းတို့ရောက်၍လာလေတယ်။ချစ်ဖေနဲ့တင်တင်တို့ဟာထိုးထိုးသောအခန်းမျိုးသို့ရောက်လာရင်ဇက်ကားကိုအာယုံဆိုင်လေမရှိကြပဲကိုယ်တိုင်ကပြအတုံးတော်ခံလေရှိကြတဲ့အတိုင်ချစ်ဖေရဲ့လက်ဟာမိမပြိုရဲ့လက်ပေါ်သို့ရောက်၍သွားလေတယ်။မိမပြိုကလေးဟာ၎င်းရဲ့လက်ကိုစက်ခနဲတွန့်ဆုပ်၍သွားလေတယ်။ ဟဲဟဲအခုမှတင်တင်ကအစမ်းဖြစ်နေသလားလို့ပြောပြောဆိုဆိုချစ်ဖေရဲ့လက်ဟာမိမပြိုရဲ့ပခုံးမော်သူရောက်သွားကအာရပါရပွေဖက်၍မိမိဘက်သို့ဆွဲယူပြီး မျက်နာချင်းအပ်လိုက်လေအမလေးဟူသောစူးရှတဲ့မိမပြိုကလေးရဲ့အတန်ဟာတရုံလုံးထိတ်လန့်သွားစေလေချစ်ဖေရဲ့လက်ထဲမှာမိမပြိုဟာ အတင်းရုံကန်ဖယ်ရှားလွတ်မြောက်သွားပြီးနောက်ဖြန်းဖြန်းလို့တွက်လက်သောလက်များဖြင့်ချစ်ဖေရဲ့ပါးကို ဘယ်ပြန်ညာပြန်ရိုက်လိုက်လေတယ်ချစ်ဖေမှာမျက်လုံးထဲမှာမီးပွင့်သွားတယ်လို့ထင်မိလေတော့တယ်ထိုခဏ၌တယုံလုံးဓာမီးလုံးများပွင့်လင်းလာလေချစ်ဖေဟာပါးနှစ်ဖက်ကိုလက်နဲ့ပုတ်လျက်မိမိရဲ့ရှေ့တွင်ဒေါသလဲထွက်ချက်လဲချက်ကတမျက်နာလုံးနီးမြန်းနေတဲ့မိမပြိုကလေးတယောက်ရက်နေတာကိုတွေ့ရပြီးရင်ထိုမိမပြိုကလေးမှာမိမိရဲ့အဆက်တင်တင်လဲမဟုတ် မိမိနဲ့တကားမှတိကျွမ်းဘူးသူလည်းမဟုတ်တာကိုတွေ့ရသဖြင့်မျက်လုံးမျက်စံပြူးကျဲထိတ်လန့်သွားလေ။ယုံပန်နေကြတဲ့တကားအဆောက်များဟာအနီးသို့ရောက်လာကြကချစ်ဖေကိုတွေ့ရသောအခါအံ့အားသင့်နေမိကြပြီးမှဟဲ့ကောင်ဘာလုပ်တာလဲလို့မန်နေဂျာကမေးလေတယ်။ချစ်ဖေမှာအဖြေမပေးနိုင်ပဲဖြစ်နေလေတယ်။မိမပြိုကလေးမှလည်းထိုအမေးကိုဖြေရန်ခက်၍နေလေတယ်။ဘာလုပ်ရမှာလဲခွေးမသားတွေ မိမ့်မပြိုကလေးတွေကိုဟိုစိတ်ဒီနိုင်လုံနေတဲ့အကောင်တွေအပြင်ဆွဲထုတ်ပြီးပလိတ်အပ်လိုက်ပြားလို့ပရိသတ်ထဲမှာလူတယောက်က ပြောလေတယ်ခွေးမသားချက်ဘိုးပလိတ်ကိုမအပ်ခင်ဝိုင်းရိုက်ကြလေဗျာအိုးမလုံနဲ့မလုံနဲ့ပလိတ်ကိုသာအပ်လိုက် မန်နေဂျာလုတ်သူဟာချစ်ဖေအားကြည်ကမင်းယုံကိုနာမည်ဖြတ်တာလားလာလိုက်ခဲ့တထဲစီပို့မယ်လို့ဆိုကခေါ်သွားလေတယ် မိမပြိုကလေးမှာဆက်လက်ကြည့်နေရန်လဲအခက်ပြန်ရမှလဲခက်နေကမျက်နာကိုပင် မဖော်ရဲတော့ပဲတရှုံရှုံရှိုက်ငိုရနေရှာလေတော့တယ်ခိတားမြကြာတော့အခါမန်နေဂျာရောက်လာပြီးမိမပြိုကလေးအားကျွန်တော်တို့တထေးကခိတားကြွပါလို့ခေါ်နေပါတယ်လို့ပြောလေတယ်မိမပြိုကလေးမှာလူများဝိုင်းဝန်းကြည့်နေခြင်းကိုခံရတာထက်လိုက်၍သွားခြင်းကအနေငယ်အနေရတတ်တာမဲလို့နှလုံးပြူကလိုက်၍သွားလေတယ်တထေးလို့သူဟာ မိမ့်မပြိုကိုကြည်ကအခုလိုဖြစ်တာတိတ်ပြီးဝမ်းနေပါတယ်ဟိုတငယ်ကိုလည်းပလိမ့်လက်ထဲအပ်လိုက်ပါပြီဥရောကုမ္ပဏီကလည်းအလုတ်ဖြုတ်ပြစ်လိုက်ပါပြီခြေနဲ့ပါလို့တောင်းမှန်ပါတယ်ဟု ဆိုပြီးနောက်တေးသေးချာချာစိုက်၍ကြည်နေပြီးရင်မိန်းကလေးဟာစီနေတာဥပသွင်းရဲ့တမီမဟုတ်လားလို့မေးလိုက်လေမိမ့်မပြိုဟာခေါင်းငုံနေရင်ပင်ဟုတ်ကဲ့လို့မပွင့်တပွင့်ဖြေးလေတယ်တထေးဟာစုတ်သက်ပြီးလျင် အိုးဖြစ်မှဖြစ်ရပါလေလို့ဆိုလိုက်ပြီးနောက်တပည့်တယောက်အားဟေးဥပသွင်းစီကိုကားလွှတ်လိုက်ဖို့တယ်လီဖုန်းဆက်လိုက်စမ်းလို့အမိန်ပေးလိုက်ပြီးရင်ဘာဖြစ်လို့တယောက်ထဲလာသလဲကွယ်အဖော်ကလေးပါကလေးခေါ်ခဲ့ရောပေါ့ကလေးမနာမည်ကဘသူလို့မေးလေတယ်ညွညွခင်တထေးဟာစဉ်းစားနေပြီးနောက်နောင်ကိုကြည့်ချင်ရင်ဦးစီတယ်လီဖုန်းဆက်ပြီးပတ်စတောင်းပြီးကြည့်ပါလားအောက်ထပ်မှာအင်မတန်ရှုပ်တယ် အပေါ်မှာအေးအေးကြည့်ရတယ်အာမနာပါနဲ့ဘယ်အခါမှဆိုကြည့်ရင်ပြောပါလို့ဆိုပြီးနောက်ဥပသင်ကိုလည်းတောင်းပန်ပါအောင်မယ်လို့ပြောပြလေတယ်ညွန့်ညွန့်ခင်မှာကားဆက်လက်ပြနေသည်ကိုလည်းမမြင်နိုင်တော့ကြီးစိတ်ထဲတွင် ရှက်ကြောင်မှွန်ထူ၍နေလျာမော်တော်ကားရောက်လာမှပင် အနှဲငယ်စိတ်သက်သာရာရကယုံထဲမှထွက်ခဲ့လေတော့တယ်ဥပသွင်မှာနိုင်ငံရေးတွင်ထင်ရှားသောပုံကိုတယောက်ဖြစ်လျာထို့သို့ထင်ရှားသူတဦးရဲ့ တမီးဖြူတစ်ယောက်ဟာပရိသတ်အလဲတွင်အဆက်တကွဲအကျိုးနဲ့ဖြစ်ရတာကိုဥပသွင်တဲ့အတိုက်အခံဖြစ်သောသတင်းစာများကထိုကိစ္စကို အကြီးအကျယ်ချဲ့၍ရေးကြလေရာနောက်နေ့နံနက်တွင် ထိုသတင်းဟာရန်ကုန်တမြို့လုံးနဲ့တကွနိုင်ငံရေးရက်ကွက်အထက်တန်းစားရက်ကွက်တို့တွင်လှုပ်ရှား၍သွားလေတော့တယ်ချစ်ဖေရဲ့ပုံမှာသတင်းစာတိုင်းတွင်ပါရှိနေလျက်ဓာတ်ပုံအောက်၌ရေးသားထားသောစာများမှာချစ်ဖေအဖို့ မိမိကိုကိုမိမိကြီးစွာသောစွန်စားသူတယောက်လို့အထင်မြင်ကြီးလောက်အောင်တစ်မျိုးရှက်၍တည်ကျင်လောက်အောင်တစ်မျိုးတွေ့ရှိရပြီချစ်ဖေမှာဂတ်သို့ရောက်ရှိရခြင်းကိုဝမ်းမနည်းလှကြည်နောက်နေ့သတင်းစာတွင်ထိုအကြောင်းများကိုဖတ်ရှုရသောအခါဂုံတရေရှိအမျိုးသမီးတယောက်အားအိန္ဒြေပြက်လောက်အောင်စော်ကားမိပြီကို သိရသဖြင့်ကြီးလေသောအပြစ်ဒဏ်ရမည်ကိုကြောက်ရွံ့ခြင်းထက်ထိုသို့ပြုမိခြင်းကိုစိတ်ထဲတွင်လွန်စွာမကောင်းဘဲ ဝမ်းနေ၍မဆုံးနိုင်ရှိနေလေတော့တယ်။မိမိကဲ့သို့လွန်ကျူးလိုက်ရသူတစ်ယောက်ကစိတ်ထဲတွင်ဤသို့ဖြစ်ခဲ့ရင်ညွန့်ညွန့်ခင်မာမူမြည်မြစိတ်ဆင်းရဲရှာလေမြည်မီလို့ကိုချင်းစာ၍ကြည့်မိလေတယ်။ထိုမြသာမက တင်တင်အဖို့မှလည်းမိမိရဲ့အကြောင်းကို သိရ၍အလွန်ပင်စိတ်နာတွားရှာတော့မည်ကိုစဉ်းစားမိလေတယ်။တို့ရတွင်ချစ်ဖေမှာ တင်တင်အပေါ်တွင် နှစ်နှစ်သက်သက်မြစ်တာရှိလာသည်မဟုတ် တွေ့တော့ စိတ်ရွှင်လန်းရယုံမြသဘောထားလျာယခုအချိန်လောက်တွင်တင်တင်ဟာမိမိအားအမုန်းကြီးမုန်းလေတော့မယ်အပြက်ကြီးပြက်လေတော့မယ်လို့သိတော့လဲဝမ်းမနေမိချီညွညွခင်အတွက်သာလျင်ယူကျုံမရဖြစ်၍နေမိလေတော့တယ်ချစ်ဖေရဲ့ကိစ္စမှာတာမန်မိန်းကလေးတစ်ယောက်နဲ့ဖြစ်ရင်ဤမြလောက်ကြီးလေးမှမဟုတ်ချီယခုမူအထက်တန်းစားဂုံတရေရှိမိကောင်းဖခင်သားသမီးတစ်ယောက်နဲ့ဖြစ်ပြရတဲ့ကိစ္စတစ်ခုဖြစ်နေလျား ဂတ်ကချစ်ဖေအတွက် အာမခံမပေးရဲအာမခံမဲ့သူလည်းမရှိပဲချစ်ဖေမှာအချုပ်နဲ့နေရရှာလေတယ်။ထိုနေ့ဒီကချစ်ဖေရဲ့အမှုကိုယုံတင်၍စစ်ဆေးမဲ့နေ့ဖြစ်လေတယ်။ရန်ကုန်တမြို့လုံးမှာထိုအမှုအကြောင်းကိုသာလျင် ပြောဆိုနေခဲ့ကြရာအမှုစစ်မဲ့နေ့တွင်ယုံ၌စီကားပြည့်နှက်လျက်ရှိလေတော့တယ်။ရန်ကုန်မြို့ကြီးတွင် အချိန်အားလူအားများပြည့်နှက်လျက်ရှိလျား ဘာမှလုပ်เสียမှရှိကြရင် ရုံးတို့တွား၍အမှုများနားထောင်သူမရှာပဲတာမန်အမှုအခင်းကလေးများမှာပင်အတော်လူစီကားလျက်ရှိရာယခုကဲ့သို့တိုင်းသည့်ရွာသည့်ထင်ရှားသောအမှုမှာရုံးပြင်ဘက်ဝရန္နာတွင် ဖြတ်၍လမ်းလျှောက်เสียနေရာမရှိနိုင်လောက်အောင်စီကား၍နေလေတယ်ဥပသွဲမှာထိုအမှုဟာမိမိတို့အဖို့လှုပ်လေမြုပ်လေအမှုလှုပ်လေပို၍အဆက်ကွဲเสียအကြောင်းရှိလေတော့မီကိုစဉ်းစားမိ၍ အမှုမလုပ်ချင်လှတော့လဲလူသည့်နှက်ကြားထင်ရှားသော ပလိမ့်မှုဖြစ်နေလျာရှက်စရာကောင်းသည်ကိုတိလျက်နေပင် မလွဲတာတော့ပဲညွညွခင်ကိုခေါ်၍ရုံးသို့ရောက်လာလေလာ၍ကြည့်နေကြသော ပရိသတ်တို့ဟာညှိုးငယ်နေသောမျက်နာကလေးနဲ့အဝတ်အစားရိုးရိုးရင်ရင်ကလေးဝတ်ထားသောညွညွခင်ကို မြင်ကြရသောအခါညားစွာဂယုဏတက်မိကြပြီးလျင် ခွေးမသာရက်များများကြပါစီကွာနှမချင်းမှမစားဘူးလို့ဆိုကြ၍ အချို့ကလည်းငနေမာကလေးကလည်းဖတ်နှမ်းကျင်လောက်အောင် ရုပ်ချောတာကိုငါဆိုရင်လေဒီလိုသာ နီးနီးကပ်ကပ်နေရရင်ဖတ်ပြီးနမ်းမိမှာပဲလို့ပြောကြလေတယ်ချစ်ဖေဟာဝင်လာသောညွညွခင်ကိုတရခန်စစ်တန်းထဲမှနေ၍မရေတရေလှမ်းပြီးကြည့်လိုက်မိလေနားထောင်ရန်လာသူတို့ဟာချစ်ဖေကြည့်သည်ကို မြင်ရတဲ့အခါ ကမင်းမာသာအခုထက်ထိမန်ဖီနေသေးသလားမသိဘူးလို့တီတို့ပြော၍ ရည်သူကရည်ကြလေတယ်။ကုံမဏီတထေဥပငိမ့်လဲအမှုတွင်ပါဝင်နေတဲ့အတွက်တတ်သေးခံရန်ရောက်ရွေ့လာပြီးရင်ညှိုးမိုင်နေသောချစ်ဖေကိုမြင်ရသောအခါခွေးမသာရုပ်ရှင်ရိုက်နေတယ်လို့သူ့စိတ်ထဲမှာထင်ပြီး အလွားအိုက်တင်ထုတ်နေပြန်သလားမသိဘူးလို့စိတ်ထဲ၌ပြောမိလေတယ်။မကြမီအမှုခေါ်လေတယ်။ပရိသတ်တို့ဟာချောင်းဆိုးချောင်းဟန့်တမ်းမြမကြားရစီပဲငြိမ်သက်စွာ နားဆိုင်နေကြလေတယ်။ညွညွခင်မှာတက်သေးစစ်တန်းတဲ့သူကိုကိုမနေဟန်၍လဲမကြအောင်တတိထားကတက်ရောက်သွားလေတယ်။စစ်တန်းတဲ့သူရောက်တော့ခါရှက်ကြောက်ချင်းမှွန်၍နေရတဲ့အထဲတွင်လူအများဝိုင်းအောင်ကြိရှုနားထောင်နေကြသည်ကို သိရတဲ့အလျောက်ညီသည့်စကားကိုပြောရမည်ကိုပင် မသိတဲ့ကဲ့သို့ကြောင်တောင်ငေးမောနေမိကအမှုလိုက်နဲ့တရားသူကြီးတို့ကတခွန်းစီမေးမှတခွန်းစီမနေစဉ်းစားပြီး ဖြေရရှာလေတယ်။တရားသူကြီးဟာမိမပြိုကလေးရဲ့အဆက်ကိုငဲ့ကွက်၍အပြန်အလှန်မေးခွန်းများမပြုတ်လို့တော့ပဲချစ်ဖေဘတ်သူလှဲ့၍ဘာမေးစရာရှိသလဲလို့မေးလိုက်လေတယ်။မရှိပါဘူးလို့ချစ်ဖေကပြန်၍ဖြေလေတယ်။ညွန့်ညွန့်ခင်မှာကြာမြင့်စွာအစ်စ်ခံ၍မနေရပဲမိမိထိုင်နေသောနေရာသို့ပြန်၍ရောက်လာခဲ့လေတယ်။တို့ရတွင်၎င်းရဲ့စိတ်ထဲ၌ကစစ်တန်းထဲတွင်တခဏမျှရက်နေခဲ့ရသည်ကို 나이ပေါင်းများစွာရက်နေရတကဲ့သို့အောက်မေ့မိလေတယ်ထို့နောက်တတ်သေးတဦးစီတဦးစီစစ်လေတယ်အမှုမှာထင်ရှားသောအမှုတစ်ခုဖြစ်နေပြီလျင်ထွက်ဆိုချက်များမှာချစ်ဖေအဖို့တတ်တာစရာတကွမှမရှိဖြစ်နေတယ်နားထောင်နေကြသူများရဲ့စိတ်မှာသွားပြီဒီကောင်တော့တစ်နှစ်လားနှစ်နှစ်လားမသိဘူးလို့တွေးမိကြလေချစ်ဖေရဲ့စိတ်ထဲမှာလဲမိမိမှာမုတ်ချဧကန်ထောင်ကြတော့မြေကိုသိနေလေတယ်တရားသူကြီးဟာ တတ်တည်များကို စစ်ဆေးပြီးစည်း၍ချစ်ဖေဘက်သို့လှဲ့ကာမင်းဘာပြောလိုတာရှိတလဲရှေ့နေငှားအောင်မလားလို့မေးလေတယ်ရှေ့နေခေါ်ဖို့မလိုပါဘူးကျွန်တော်ပြောပြပေးရစီတရားသူကြီးဟာချစ်ဖေအားပြောရန်ခွင့်ပြုလိုက်လေချစ်ဖေမှာဤအမှု၌မိမိလွတ်ဖို့ရန်ကားမရှိတော့ပြီတတ်တာအောင်ပြောဆိုအတနာခံတော်လဲဖြစ်နိုင်ကြီးမဟုတ်မိမိကျူးလွန်တဲ့အတွက်ညွတ်ညွတ်ခဲ၌နစ်နာနေခြင်းကိုတတ်နိုင်သမျှ အတရေဆယ်ဖို့ရန်သာရှိတော့တယ်လို့နှလုံးပြူမိလေတယ်။ကျွန်တော်တရက်လိုအပေါ်မှာကျူးလွန်မိတာကိုငင်းွယ်စရာမရှိပါ။တရက်လိုဟာမိကောင်းဖခင်တာသမီဖြစ်ကြောင်းကိုမြင်ရုံုံနဲ့ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်။ယခုလိုကျွန်တော်ကျူးလွန်မိခဲ့တာဟာလေခက်ပြက်ပြက်မိကလေးတယောက်ပဲငါဆွဲရင်ပါရမယ်ဆိုတဲ့မကောင်းတဲ့အကျင့်အကြံမျိုးနဲ့ပြုလုပ်မိတာမဟုတ်ပါကျွန်တော်ဟာတရက်လိုရဲ့လှပတဲ့မျက်နာကလေးကို မြင်လိုက်ရတာနဲ့တပြိုင်နက်ကျွန်တော်စိတ်ထဲမှာမြင်မြင်ချင်းမေတ္တာစိတ်တွေတဖွာဖွာပေါ်လာပါတယ်ထို့သို့ပြောလိုက်ရရင်ယုံခံတစ်ခုလုံးပြုံးရည်ကြလေအမှုလိုက်လို့သူက တဖန်စက်ခုယူပနံတန်ဝါသာဆိုတာမျိုးလားလို့မေးလိုက်ရာထပ်မှန်၍ရည်တံများပေါ်ပေါက်လာလေကျွန်တော်ဆက်ပြီးပြောပြရစီလို့ချစ်ဖေကခွင့်တောင်းရာယုံမင်းကခွင့်ပြုပေးတယ်ထိုခဏတွင်ချစ်ဖေဟာ ညွန့်ညွန့်ခင်ဘက်သို့လှမ်းကြည့်လိုက်ရာညွန့်ညွန့်ခင်ကလည်းမိမိအားမသိမသာကြည့်နေခြင်းနဲ့စုံမိလေတယ်။ညွန့်ညွန့်ခင်မှာစောစောကရှက်လဲရှက်ချစ်ဖေအပေါ်တွင်ဒေါသလည်းဖြစ်နေရတဲ့အထဲတွင်ဤကဲ့သို့ချစ်ဖေပြောတံကိုကြားရသောအခါထူးဆန်းလှ၍ချစ်ဖေအားကြည့်လိုက်မိပြီတဲ့။ထို့သောကြည့်လိုက်မိသဖြင့်မျက်နာချင်းစုံမိရာတွင်ညွန့်ညွန့်ခင်ရဲ့စိတ်ထဲ၌လှုပ်ရှားသွားကလှင်မြန်စွာမျက်နှာလွှဲလိုက်ရလေတဲ့။ တို့ရရင်ချစ်ဖေမှာချောမောလှပသူတယောက်ဖြစ်နေခြင်းကိုမျက်စိထဲမှာဖျောက်၍မရနိုင်ပဲထိုမျက်နာကလေးမှာညှိုးငယ်နေလျက်သပင်ကဘိုကယိုနဲ့ရှိနေခြင်းကိုမြင်လိုက်ရသည်မှာညွတ်ညွတ်ခင်ရဲ့ဂယုနာစိတ်ကိုတွား၍ထိခိုက်မိလေတယ်အချစ်ဆိုတဲ့စိတ်ဟာတမင်ရိုက်နှက်ခိုင်းစေလို့ဖြစ်နိုင်ပေါ်နိုင်တာမဟုတ်ပဲအလိုလိုဖြစ်ပေါ်လာတဲ့အရာမို့အထက်ထက်အလဲလဲမြင်ဘူးမှသာဖြစ်နိုင်တာမဟုတ်ပဲမြင်မြင်ချင်းလဲဖြစ်နိုင်တဲ့အတွက် တရရလိုဟာမျက်နာမြင်ချစ်ခင်ပါစေအတန်ကြာသနာပါစေဆိုတဲ့ဆုတောင်းနဲ့ပြည့်တဲ့သူတယောက်ဖြစ်လေရော့သလားမသိကျွန်တော်သူ့ကိုမြင်တာနဲ့တပြိုင်နက်ချစ်မိတာအမှန်ပါပဲဒီစိတ်ပေါ်လာတဲ့အခါမှာကျွန်တော်ဟာ သူနဲ့မတူမတန်ဘူးအင်မတန်အဆင့်အတန်းနှိမ့်ကြတာပဲဆိုတာကိုစဉ်းစားမိတော့လေပေါ်ပေါက်လာတဲ့စိတ်ကို ချိုးနှိမ်လို့မရအောင်ပဲရှိပါတယ်ဒီစိတ်ရှိနေလို့လေသူဟာဘသူမှကျွန်တော်မသိဒီခဏကလေးတွေ့ရပြီး နောက်ကိုဘယ်လိုက်ရှာရပါမလဲရုပ်ရှင်ပြီးရင် လူချင်းကွဲရတော့မယ်လို့ပူပင်တဲ့စိတ်ပေါ်ပေါက်လာပါတယ်ကျွန်တော်အဖို့မှာသူနဲ့ကွဲသွားရရင်ယူရတော့မလို့ဖြစ်သွားတာပါပဲထိုစကားများဟာညွန့်ညွန့်ခင်အားအသေးနှလုံးတို့ကိုမြူသလိုလို ကလိသလိုလို မချိမဆန့်ညှင်းပန်းခြင်းခံရသလိုလိုရှိစီလေတော့တယ်မျက်နာမှာလဲရှက်သွေးများမှော်လျက်မျက်ရည်လည်၍လာလေတယ် နားထောင်နေကြသူများမှာကချစ်ဖေရဲ့စကားတဲတွင်တဖြည်းဖြည်းအာယုံဝင်စားလာကြလေတယ်။ရုပ်ရှင်ကုမ္ပဏီတထေးဟာလည်းချစ်ဖေအပေါ်တွင်ဒေါသဖြစ်နေသောစိတ်များပျောက်၍သွားကချစ်ဖေရဲ့ပြောပုံဆိုပုံဝမ်းနေသွားတဲ့မျက်နှာစိတ်ထက်တန်လာတဲ့မျက်နှာစသောအမှုအရာတို့ကိုအာယုံဆိုက်၍ကြည်နေမိလေတယ်။ဒီအချိန်မှာရုပ်ရှင်ကားကပြန်ပြီးဟတ်တဲ့အဖြူရောင်ဟာတရလူရဲ့မျက်နှာပေါ်မှာမှုံမှုံမွားမွားထင်နေတာကိုတွေ့ရတဲ့အခါ ကျွန်တော်စိတ်ထဲမှာအိမ်မက်မက်နေသလိုလိုမိုးပေါ်ကနတ်သမီးကလေးအနီးကိုကြလာတာတွေ့ရသလိုလိုအောက်မေ့နေမိပါတယ်။တရလိုရဲ့ကိုက သင်းပြန့်မွှေးကျူတဲ့ရနံ့တွေဟာလဲကျွန်တော်ရဲ့စိတ်ကိုပိုပြီးလှုပ်ရှားထကြွအောင်ဖန်တီးနေပါတော့တယ်။ဒီလိုဖြစ်နေတော့မှပဲရုပ်ရှင်ကားထဲမှာတွေ့ရမြင်နေရတဲ့အခန်းဟာချစ်ခန်းကြိုက်ခန်းဖြစ်နေတဲ့အတိုင်းကျွန်တော်ရဲ့မြစ်တာစိတ်ဟာမျိုးသိပ်ဖိနေလို့မရနိုင်တော့ပဲဒီအချိန်ဒီအခါမှာ ျွန်တော်ကိုယ်တိုင်ဘာကိုလှုပ်လိုက်မှန်းမသိဘူးတရုံလုံးမိတွေထိန်ထိန်လင်းပြီးကျွန်တော်ရှိမှဒေါသဖြစ်တဲ့အမူအရာနဲ့ရက်နေတဲ့တရလူကိုတွေ့ရတော့မှကျွန်တော်ရဲ့မြစ်တာကို တုံ့ပြန်ခြင်းမခံရပဲမနစ်သက်ကြောင်းကိုကျွန်တော်သိရတော့တာပါပဲအမှန်အားဖြင့်ကျွန်တော်တမင်အိန္ဒြေဖြည့်ဆည်းရအောင် ပြုလုပ်ရခြင်းမဟုတ်ပဲကျွန်တော်ရဲ့ကြီးမားလာတဲ့မြစ်တာကိုပြမိခြင်းပါပဲချစ်ဖေရဲ့စကားရက်သွားသောအခါနားထောင်နေသူများဟာမလှုံမရှား ခေတ္တမြအံဩတွေ့ဝေ၍နေကြမိပြီးမှဟဲ့တဲလဲအပြောပါတဲ့ငနေပဲသူပြောတာဟုတ်လဲဟုတ်နိုင်စရာပဲလို့တီတို့ပြောဆိုမိကြကချစ်ဖေအပေါ်တွင် ဖြစ်ခဲ့သောဒေါသစိတ်များဟာ ပြေ၍လာကြလေတယ်ရုပ်ရှင်တစ်ထေးမှာဤတွင်မှချစ်ဖေအားအလွန်သဘောကျ၍သွားကဤမြအပြောကောင်းအဆိုကောင်းအမှုရာကောင်းပါလျက်ထိုသူမျိုးကိုမိမိရဲ့ဒရိုက်တာများက အဘဲကြောင့်အတုံးမပြုတ်ပဲနေကြပါသနီးလို့စဉ်းစားမရတကဲ့သို့ရှိသွားလေတော့တယ်ညွညွခေမှာဒေါသများပြေပြောက်သွားကချစ်ဖေအပေါ်တွင်တနာစိတ်ဝင်စား၍လာလေတယ်အချစ်မှောင်ဆိုတာတိတ်ပြီးကြီးမားပေတာပဲငါ့ကိုချစ်မိတဲ့အတွက်သူ့ခမအပြစ်ခံရတော့မယ်လို့တွေးမိလေဥပသွဲမှမူလက်ကိုပိုက်ကလက်မတစ်ဖက်မှလက်သေးကိုငုံ၍ကိုက်ရင်းစဉ်းစားငေးဆိုက်၍နေလေတော့တယ် တရားသူကြီးလဲကလောင်တန်ကြိုက်ကအတန်းကြာစဉ်းစားနေပြီးနောက်ချစ်ဖေပြောစကားများမှာအကြောင်းပြချက်ကောင်းလာသည်ကိုတွေးမိလေတို့ရတွင်မူကားအမှုမှန်ဖြစ်၍ဥပဒေအရမလွတ်ကင်းနိုင်တော့ချီရုပ်ရှင်ယုံများတွင်လဲမင်းမပြိုကလေးများအားစိတ်ချင်း၌ချင်းစသောအကျင့်ဆိုးများရှိ၍နေလျာနောင်လူများကြောက်လန့်သွားအောင် ပြုလုပ်ရန်လိုတယ်လို့နှလုံးပြုပြီးရင်မောင်မင်း ြစ်မှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက်ဒဏ်ငွေ150ကျပ်ကျဆောင်စီမဆောင်နိုင်ရင် ထောင်ဒဏ်၄လကျခံစီလို့စီရင်ချက်ချလိုက်လေစောစောကချစ်ဖေအားထောင်ချရန်ကိုသာ လိုလားနေကြသောသူများဟာယခုမှစီရင်ချက်ကိုကြားရသောအခါစိတ်မကောင်းနိုင်ပေရှိကြလျက်ချစ်ဖေအားတနာသွားမိကြလေဒဏ်ငွေဆောင်မလားလို့တရားသူကြီးကမေးလေတယ်ကျွန်တော်မှာ ဒီအမှုဖြစ်တာနဲ့အလောက်ကဖြုတ်ပစ်ခြင်းခံခဲ့ရပါတယ်။ဒံဝေဆောင်စရာမရှိပါ။ထောင်မဲအကြခံမာတော့မယ်လို့ဖြေလိုက်ရာညွတ်ညွတ်ခင်မှာရုတ်တရက်ဆုတ်တက်လိုက်မိပြီးမှချက်ချင်းတတိရ၍အိန္ဒြေဆယ်၍နေလိုက်ရလေ။ချစ်ဖေမှာ အမှုလာရောက်နားထောင်နေသူတို့ရဲ့မျက်မှောက်တွင် အချစ်အာဇာနီတယောက်အဖြစ်သို့ရောက်သွားကနားထောင်သူတဲမှလူတယောက်ကထ၍ဒံဝေကိုကျွန်တော်တို့စုဆောင်းပြီးဆောင်မမယ်။ ခုနှစ်ရက်ခွင့်ပြုပါလို့တရားသူကြီးအားလျှောက်လေတယ်။ထို့သောတယောက်ကစလိုက်ရရင်ချစ်ဖေအတွက်ဒံငွေဆောင်ရသည်မှာတိုင်းပြည်ကျေးဇူးရှိဖို့ကိစ္စတစ်ခုအတွက်ရန်မုံငွေထည့်ရသလိုဂုံရှိသည့်အလားဒံငွေဆောင်လို့သူတယောက်ပြီးတယောက်ပေါ်၍လာလေတယ်။ထို့အခိုက်တွင် ရုပ်ရှင်တထေးကထကားတရခံအတွက် ကျွန်တော်ကပဲဒံငွေဆောင်ပါမယ်လို့ဆို၍ချက်ချင်းပင်အိတ်ထဲမှငွေကိုနှိုက်ထုတ်ကား ။ဘီးလေးရဲ့လက်ထဲသို့အပ်လိုက်ပြီးနောက်ချစ်ဖေရဲ့အနီးသို့သွားကာမင်းကိုငါကုမ္ပဏီမှာအတန်ထွက်စကားရိုက်ဖို့ခေါင်းဆောင်မင်းသားအဖြစ်နဲ့မင်းလိုချင်တဲ့လကအတိုင်းငါးနှစ်စာချုပ်ချုပ်မယ်။မင်းသဘောတူရဲ့လားလို့ပြုံပြုံကြီးမေးလိုက်လေ။ထို့နောက်ချစ်ဖေဟာကုမ္ပဏီတထင်းနဲ့အတူရုံးထဲမှ ထွက်လာကာညွန့်ညွန့်ခင်အားတောင်းမှန်မယ်လို့ရှာတော့အခါပြီးတာနဲ့တပြိုင်နက် လင်းမြန်စွာပြန်သွားကြပြီကို သိရလေတယ်။ဦးလေးချုပ်မယ်ဆိုတဲ့စာချုပ်ကိုကျွန်တော်လက်မှတ်ထိုးပါမယ်။ဒါပေမဲ့ကျွန်တော်အတွက်တစ်ခုဆောင်ရွက်ပေးပါ။ဘာလဲ?စိုးစမ်းမင်းလိုချင်တာရစီမယ်။ကျွန်တော်ကိုဦးလေးကိုယ်တိုင်လိုက်ပြီးညွညွခင်အပြစ်လွတ်အောင်တောင်းပန်ပေးပါ။အိုးဒါမခဲရင်ပါဘူး။ဥပသွင်းနဲ့အများကြီးခင်တာပဲ။နောက်ပြီးတော့စိုးစမ်းကျွန်တော်မိဘအဖြစ်နဲ့တောင်းရန်ပေးစီလိုပါတယ်။ တထေးဟာခိတ္တမြစဉ်းစားနေပြီဒါတော့မင်းအရေးချင်းကိုအရင်ပြအောင်မင်းပထမရိုက်တဲ့ဇက်ကားဟာစွန်သွားလို့ရှိရင်ဒီကိစ္စအတွက်စိတ်သာချပြီးတော့ချစ်ဖေရဲ့အမှုမှာနောက်တနေ့တွင်သတင်းစာများတဲ့နိုင်အထူးအဆန်းတစ်ခုအဖြစ်ပါ၍လာလေတယ်ရုပ်ရှင်နှစ်သက်သူများအဖို့၌ကုမ္ပဏီနဲ့၅နှစ်စာချုပ်လိုက်ပြီဟူသောသတင်းကိုသိရသောအခါဒီကားတော့ မုတ်ချကောင်းပြီးသားပဲတို့များတော့ပထမပြတဲ့နေ့မှာ ကြည်ရအောင် တိုးမှာပဲလို့ကျင်းဝါထားကြလိမ့်မယ်ရုပ်ရှင်တစ်ထည်လဲပြိသက်တောင့်တနေတာကို သိရ၍ဝိလုံတော်ရဟူသော အမည်ဖြင့်အမြန်စတင်ရိုက်ကူးစီလိမ့်မယ်ဝိလုံတော်ရပထမစတင်ပြသသည့်ညတွင် အထူးကား၌ညွညွခင်နှင့်ချစ်ဖေတို့ရှင်တွဲကြည့်နေသည်ကိုတွေ့ရ၍ဘေးတစ်ဖက်စီတွင် ဥပသွင်တဲ့ရုပ်ရှင်တစ်ထည်တို့ကိုတွေ့ရပေသည်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်။